ပ်ပျော်နေတဲ့ဂျပန်ကြီးနောက်ဆုံးတော့နိုးလာပြီဂျပန်နိုင်ငံကသူ့ရဲ့နိုင်ငံခြားရေးမူဝါဒဗျူဟာကိုပြောင်းလဲနေပါတယ်ဘာလို့လဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြီးအမားဆုံးစစ်ရေးအင်အားတည်ဆောက်ဖို့အစီအစဉ်တွေကိုထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်သူတို့ဟာဆယ်သုနှစ်6ခုကြာငြိမ်းချမ်းရေးမူဝါဒကိုဆွံ့လွတ်ပြီးသူတို့ရဲ့ကာကွယ်ရေးဘတ်ဂျက်ကိုနှစ်ဆတိုးဖို့ကြီးမားတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်ဂျပန်နိုင်ငံရဲ့အနောက်ဘက်ခြမ်းဟာအခုအခါမှာအမြင့်ဆုံးသတိအနေထားမှာရှိနေပါတယ် ထမဆုံးအကြိမ်ဖြစ် Iron Fist လို့ခေါ်တဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုဟာတရုတ်နိုင်ငံကိုရည်ရွယ်လှုပ်ဆောင်တာဖြစ်တယ်လို့ဆိုကြပါတယ်။ဂျပန်နဲ့ American တို့ရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာအခုအခါအဓိကဦးစားပေးအစီအစဉ်တစ်ခုဖြစ်လာပါတယ်။တရုတ်နိုင်ငံနဲ့တင်းမာမှုတွေဟာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ဂျပန်နဲ့ American တို့ဟာတရုတ်နိုင်ငံကိုအပြင်းထန်ဆုံးနည်းလမ်းနဲ့ပူးပေါင်းပြီးတံပြန်နေကြပါတယ်။ American ကာဝေးဝင်ကြီး PD Hacksack ကမကြသေးမီက ကွန်မြူနစ်တရုတ်တို့ရဲ့ရန်လိုပြီးအနိုင်ကျင့်တဲ့လုပ်ရည်တွေကိုရင်ဆိုင်ရမှာအမေရိကန်နဲ့ဂျပန်တို့ဟာခိုင်မာသွားအတူတကွရပ်တည်နေတယ်လို့ဆိုပါရယ်ချိန်ညာချက်တစ်ခုတွင်သူကဂျပန်နိုင်ငံမှာစစ်ခြေဆိုင်စခန်းအသစ်တစ်ခုတည်ဆောက်တော်မယ်လို့ထုတ်ဖော်ပြောကြားခဲ့ပြီးငြိမ်းချမ်းရေးကို တောင်းတသူတွေဟာစစ်ကိုပြင်ဆင်ထားရမယ်လို့အေးဆက်ဆက် ပြောခဲ့ပါရယ်အမေရိကန်မှာဂျပန်နိုင်ငံမှာအစ်စ်ခြေဆိုင်စခန်းပေါင်း120ကျော်ရှိနှစ်ပြီးတာပါ။ဒါဆိုရင်ဒီအစ်စ်မြင့်တင်မှုအစ်စ်ကဘာကြောင့်ဒီလောက်ထူးခြားနေတာလဲ။ ီးတော့တရုတ်နိုင်ငံရဲ့တိုးမြင့်လာတဲ့ရန်လိုမှုကိုဘယ်လိုတံပြန်နိုင်ပါလဲကဲဒီအကြောင်းအရာတွေကို စိတ်ဝင်စားရင်တော့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာတရုတ်ကိုဒေါသထွက်စေတဲ့အရာ Hacksat ဟာသူ့ရဲ့ဂျပန်ခရီးစဉ်တွင်အဓိကကြေညာချက်၃ခုပြုလုပ်ခဲ့ပါတယ်အဲ့ဒါတွေကတော့နံပါတ်1 American ဟာဂျပန်နိုင်ငံကိုပို့ပြီးကတိခံသွားမယ်နံပါတ်2 American ဟာဂျပန်နိုင်ငံကိုတပ်ဖွဲ့ဝင်တွေပို့ပြီးဆေလွှတ်သွားမယ်နံပါတ်3 ဂျပန်နိုင်ငံမှာစစ်စင်ရေးအမိန့်ပေးဌာနချုပ်အစ်တစ်ခုတည်ထောင်မယ်လို့ဖြစ်ပါတယ်။အဲ့ဒီသုံးခုစလုံးဟာတရုတ်နိုင်ငံအတွက်သတင်းဆိုးတွေဖြစ်ပေမဲ့တတိယချက်ကတော့ဘေကျင်းကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။ဟတ်ဆက်ရဲ့ဆိုရဒီပူးတွဲတပ်ဖွဲ့ဌာနချုပ်ဟာဂျပန်နဲ့အမေရိကန်ကိုတရုတ်ကိုထိန်းချုပ်ထားနိုင်ဖို့ကူညီပေးသွားမှာဖြစ်တယ်လို့အင်ဒိုပစိဖိတ်ဒေသမှာရန်လိုတဲ့လှုပ်ရှားမှုတွေကိုဟန့်တားပေးမှာဖြစ်ပါတယ်။ဒါဟာအမေရိကန်ဂျပန်နိုင်ငံဆိုင်ရာတပ်ဖွဲ့တွေ USFG အတွက်အဓိကအဆင့်မြင့်တင်မှုတစ်ခုဖြစ်လာပါတယ်။ အဲ့ဒါကအစင်လာအဖြစ်အုတ်ချုပ်ရည်နဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခမ်းအနားတွေကိုအဓိကထားလှုပ်ဆောင်ခဲ့ပါတယ် USFJ နဲ့မတူပဲဌာနချုပ်အသစ်ဟာအမိန်ပေးရေးစင်တာတစ်ခုဖြစ်လှုပ်ဆောင်သွားပါမယ်လက်တွေ့အချိန်မှာတိုက်ခိုက်ရေးအစင်အသစ်အနေထားကိုရောက်အောင်ကူညီပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကတရုတ်ကိုတကယ်တမ်းစိတ်နှောက်ယှက်ဖြစ်စေတာမဟုတ်ပါဘူးပိုပြီးနာကျင်စေတာကဂျပန်မှာတက်ဆွဲထားတဲ့ American တပ်ဖွဲ့တွေရဲ့တိုးပွားလာတဲ့အင်အားပါပဲဟတ်ဆက်ရဲ့ခီးစဉ်ဟာတရုတ်ကိုအရန်တော်သားထွက်စေခဲ့လို့ ရက်အနည်းငယ်ကြာမှာပဲ PLA ဟာထိုင်ဝမ်ပတ်လည်မှာဗာဒတိပေးချမ်းမှာမပါပဲကြီးမားတဲ့ပူရဲစစ်ရေးလေ့ကျင့်မှုတွေကိုစတင်ခဲ့ပါတယ်။အဲ့ဒီလေ့ကျင့်မှုရဲ့အတိုင်းအတာကိုကြည့်ချင်းအဖြစ်စစ်ပွဲအတွက်ပြင်ဆင်မှုလို့ခေါ်ရင်မမှားပါဘူး။တိုက်လေရင်86ဆင်းနဲ့ရေတက်နဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တင်မောအစီ20ကျော်အင်အားကြီးမားတဲ့ရှန်တုံးလေရင်တင်တင်မောအုပ်စုအပါအဝင်ထိုင်ဝမ်ရဲ့အဓိကဂျုံကိုဝိုင်းရံထားပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုလို့ပြောဆိုတာကိုလည်းမုံပါတယ်။ ပြီးတော့ထိုင်ဝမ်ကိုအချုပ်ချာအာဏာပိုင်နိုင်ငံအဖြစ်အသိမှတ်ပြုတဲ့နိုင်ငံတွေကိုအပြစ်ပေးပါတယ် CCP ဟာထိုင်ဝမ်အကြောင်းကောင်းကောင်းပြောတဲ့ဗီဒီယိုတွေဒါမှမဟုတ် post တွေကိုတောင်ပြစ်မှတ်ထားပါတယ်ဂျပန်မှာအမေရိကန်ရဲ့ပြင်ဆင်မှုတွေဂျပန်မှာအမေရိကန်တပ်ဖွဲ့ဝင်9500ကျော်ဟာစစ်ခြေဆိုင်စခန်120မှာတပ်ဆွဲထားပြီးသားဖြစ်ပါတယ်ဒါဟာအမေရိကန်ပြည်ထောင်စုပြင်ပမှာအကြီးမားဆုံးအမေရိကန်စစ်တပ်အင်အားစိုက်ထားတဲ့နေရာဖြစ်ပါတယ် အဲ့ဒီခြေဆိုင်စခန်းတွေအားလုံးဟာယခုအချိန်ထိတိုက်ခိုက်မှုတွေကိုစတင်တာမဟုတ်ဘဲလေ့ကျင့်ရင်းနဲ့အထောက်ပံ့ပေးရေးကိုသာအဓိကတာဝန်ယူတဲ့ USFJ ရဲ့လက်အောက်ခံတွေဖြစ်ပါတယ်။အပြောင်းလဲရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့အမေရိကန်ဟာတိုကျိုမှာစစ်စခန်းအစ်တတစ်ခုကိုတည်ထောင်နေပါတယ်။ဒီလှုပ်ဆောင်မှုဟာဂျပန်မှာရှိတဲ့အမေရိကန်တပ်မှုကိုဂျပန်စစ်တပ်ရဲ့အကူအညီနဲ့ဂျပန်အခြေစိုက်စခန်းတွေကနေတိုက်ခိုက်ရေးမစ်ရှင်တွေကိုစတင်ဝင်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီအစ်စ်မြင့်တင်ထားတဲ့အမေရိကန်ဌာနချုပ်ဟာ တိုချိုမြို့ဖူဆာမှာရှိတဲ့ယိုကိုတာလီဒါစခန်းမှာအခြေစိုက်ပါမယ်။ဒါပေမဲ့နိုင်ငံရေးမှာထာဝရမိတ်ဆွေထာဝရရန်သူဆိုတာမရှိဘူး။ထာဝရအကျိုးစီးပွားတွေပဲရှိတယ်တဲ့။ဒါကြောင့်အမေရိကန်နေနဲ့ဂျပန်မှာလုပ်နေတာတွေဟာစေတနာတသက်ကြောင့်မဟုတ်ပါဘူး။အမေရိကန်ဟာဂျပန်ကိုကတိကဝတ်ပြုရတဲ့အဓိကအကြောင်းရင်းဟာငွေကြေးကြောင့်မဟုတ်ပါဘူး။ဗျူဟာမြောက်အရေးပါမှုကြောင့်ပါပဲ။ဂျပန်ရဲ့ဗျူဟာမြောက်အရေးပါမှုအမေရိကန်ရဲ့မဟာမိတ်အနေနဲ့ ဂျပန်ဟာဗျူဟာမြောက်အနေအထားမှာတည်ရှိနေပါတယ်။ကျွန်တော်တို့ဟာဂျပန်ရဲ့အဓိကကျွန်းတွေကိုပဲမကြာခဏတွေးလေ့ရှိပေမဲ့တကယ်တော့ဒီနိုင်ငံမှာထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံစလုံးနဲ့နီးကပ်တဲ့သေးငယ်တဲ့ကျွန်းအများအပြားရှိနေတာကိုသတိပြုသင့်ပါတယ်။ဥပမာအနေနဲ့ယိုနာဂွန်ဒီကျွန်းဟာထိုင်ဝမ်ကနေ130ကီလိုမီတာ68မိုင်သာဝေးပါတယ်။အခုချိန်ထိစည်ရေးရအသုံးမပြုရသေးပေမဲ့ဂျပန်ဟာအဲ့ဒီမှာအခြေစိုက်စခန်းတစ်ခုတည်ဆောက်ဖို့နဲ့တရုတ်ကထိုင်ဝမ်ကိုကျူးကျော်လာခဲ့ရင်အသုံးပြုနိုင်မှု လေစိမ့်နဲ့စိတ်ကန်းကိုတိုးချဲ့ဖို့အစီအစဉ်နေပါတယ်။ဒါပေမဲ့တကယ်ဗျူဟာမြောက်အရေးပါတဲ့နေရာကတော့အိုကီနာဝါပဲဖြစ်ပါတယ်။ဒီကျွန်းမှာအမေရိကန်စစ်အခြေစိုက်စခန်း32ခုနဲ့အမေရိကန်တပ်ဖွဲ့ဝင်3000လောက်ရှိပါတယ်။ဒါဟာဂျပန်မြေဧရိယာရဲ့တရာကိုင်းလုံးသာရှိပေမဲ့ဂျပန်မှာရှိတဲ့အမေရိကန်စစ်တပ်အင်အားရဲ့80ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိုကီနာဝါဟာထိုင်ဝမ်ကနေ906ကီလိုမီတာ316မိုင်သာဝေးတာကြောင့် အမေရိကန်တရုတ်ပဋိပက္ခတစ်ခုခုမှာအရေးပါတဲ့နေရာတစ်ခုဖြစ်ရပ်တည်နေပါတယ်။စစ်ပွဲဖြစ်ပွားခဲ့ရင်ဒီကျွန်းတွေနဲ့အရက်သားတွေတောင်ပါဝင်ပတ်သက်လာနိုင်ပါတယ်။အင်ဒိုပစိဖိတ်ဒေသမှာအဓိက နေတိုးမိတ်ဖက်နိုင်ငံတစ်ခုအနေနဲ့ဂျပန်ဟာအဲ့ဒီလိုပဋိပက္ခမှာအမေရိကန်ကိုထောက်ခံဖို့များနေပါတယ်။ကာကွယ်ရေးတသက်ထပ်ပူတဲ့ရှင်တန်ရပ်တည်ရေးဂျပန်ရဲ့စစ်ရေးချက်ထွင်မှုမှာ စိတ်ဝင်စားမှုဟာထိုင်ဝမ်ကြောင့်တသက်ကြီးမဟုတ်ပါဘူး။ဒါဟာအမျိုးသားရှင်တန်ရပ်တည်ရေးအတွက်လည်းဖြစ်ပါတယ်။ တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့ရင်ဂျပန်ရဲ့အဆင့်မြင့်စီမီကွန်တက်တာတွေကိုရယူနိုင်ခွင့်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပြီးအရေးပါတဲ့ပင်လယ်ရေကြောင်းလမ်းတွေကိုပိတ်ဆို့နိုင်ပါတယ်။ဂျပန်ရဲ့ရေနံ95ရာခိုင်နှုန်းလောက်ဟာအဲ့ဒီလမ်းကြောင်းတွေကနေလာတာဖြစ်ပါတယ်။ဂျပန်ဟာကမ္ဘာအကြီးဆုံး LNG တန်းဝေတင်တင်သွင်းသူဖြစ်ပြီးအစားအသောက်ထုတ်ကုန်တွေကိုအများဆုံးဝယ်ယူရတဲ့နိုင်ငံတွေကတနိုင်ငံလေးဖြစ်ပါတယ်။ဒေတာရင်းစစ်ပွဲတစ်ခုဟာသူ့ရဲ့စီးပွားရေးနဲ့စွမ်းအင်လုံခြုံရေးကိုပျက်စီးစေနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်နှစ်ခုစလုံးမှာတရုတ်ရဲ့တိုးမြင့်လာတဲ့အခိုင်အမာပြောဆိုမှုဟာပြင်းထန်တဲ့ချိန်ချောင်းမှုတစ်ခုဖြစ်ပါတယ်။ဒါအပြင်တရုတ်နဲ့ဂျပန်တို့ဟာဆန်ကာကုကျွန်းနယ်နဲ့ပတ်သက်ပြီးနယ်မြေအငင်းပွားမှုလည်းရှိနေပါတယ်။ဂျပန်ရဲ့ထိန်းချုပ်မှုအောက်မှာရှိပေမဲ့တရုတ်ကအဲ့ဒီကျွန်းနယ်ကို သူတို့ပိုင်နေဆိုပြီးဂျပန်ရေးပိုင်နဲ့ထဲကိုပုံမှန်သင်းမောတွေစေလွှတ်ပါတယ်။2023ခုနှစ်တစ်ခုထဲမှာပဲတရုတ်အစိုးရသင်းမောတွေ23ကြိမ်ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ်အမေရိကန်ဂျပန်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုနှက်ရှိုင်းစေခြင်းတရုတ်ကိုတံပြန်မှုအမေရိကန်နဲ့ဂျပန်တို့ဟာသူတို့ရဲ့ကာကွယ်ရေးထုတ်လုပ်မှုဆက်ဆံရေးကိုလည်းအားကောင်းလာအောင်လှုံ့ဆော်နေပါတယ်ကာကွယ်ရေးစက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဝယ်ယူမှုနဲ့ထိန်းသိမ်းရေး DICAS မူပေါင်းအောက်မှာသူတို့ဟာ AIM 120 MRAN နဲ့ဖြစ်နိုင်ခြေရှိတဲ့ SM စစ်လိုမျိုးအဆင့်မြင့်ဒုံးကျည်စနစ်တွေပူးရဲထုတ်လုပ်မှုကိုအရှိန်မြှင့်နေပါတယ် DIPU ပေါင်းဆောင်ရွက်မှုဟာ data ရင်းလုံခြုံရေးကိုမြှင့်တင်ရင်း ဂျပန်ရဲ့ပြည်ရင်းကာကွယ်ရေးစစ်မှုလုပ်ငန်းကိုမြှင့်တင်ဖို့ကြီးရွယ်ပါတယ်။ MRAM လို့မျိုးစနစ်တွေကိုထုတ်လုပ်ခြင်းဟာဂျပန်ရဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ဂျားဖြတ်တိုက်ခိုက်နိုင်စွမ်းတွေကိုတိုးတက်စေပါမယ်။ American Japan Hunter ရေးပြူဟာဒီပူတဲ့ဟန်တာရေးပြူဟာကိုအိဗယ်ဖွင့်တဲ့အဓိကအချက်အလက်တော်တော်များများရှိနေပါတယ်။အဲ့ဒါတွေကတော့ဒေတာရင်းလုံခြုံရေးမှာဂျပန်ရဲ့အခန်းကဏ္ဍတိုးချဲ့လာတာနဲ့အမျှပထမကျွန်းဆက်တန်းတစ်လျှောက်စစ်ရေးအင်အားတိုးမြှင့်ထားရှိခြင်း အမေရိကန်နဲ့ဂျပန်တို့ကြားပူးရဲလေ့ကျင့်မှုနဲ့စစ်ရေးလေ့ကျင့်ခန်းတွေကိုပုံမပြင်းထန်လာစေခြင်းတရုတ်နိုင်ငံကိုရှင်းလင်းတဲ့ဗျူဟာမြောက်သတင်းစကားပေးပို့ခြင်းတို့ပဲဖြစ်ပါတယ်ဂျပန်ဟာသူ့ရဲ့စစ်ရေးအသုံးချိတ်ကိုတိတိတသားမြင့်တင်ခဲ့ပါတယ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာအမေရိကန်ဂျပန်စစ်ရေးမဟာမိတ်ဆက်ဆံရေးကိုအတည်ပြုပြောကြားရင်းဂျပန်ဟာ2029ခုနှစ်မှာသူ့ရဲ့ကာဝေးဘတ်ဂျက်ကိုနှစတိုးဖို့ကတိပြုထားတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်သူဟာအမေရိကန်ကမကြသေးခင်က တိုချိုကိုဒေါ်လာ1ဘီလီယံနီးပါးရှိတဲ့စစ်လက်နက်ရောင်းချမှုကိုအတည်ပြုခဲ့တယ်ဆိုတာကိုလည်းဖော်ပြခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာဂျပန်ဝန်ကြီးဖွဲ့ဟာ2025ခုနှစ်အတွက်စံချိန်တင်ရန်8.8ထရီလီယံရှိတဲ့ကာကွယ်ရေးဘတ်ဂျက် ကိုအတည်ပြုခဲ့ပါတယ်။ဒါဟာအရင်နှစ်ကထက်9.4ခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်။ဒါဟာကာကွယ်ရေးဘတ်ဂျက်တောက်လျှောက်73နှစ်တိုးလာတာကိုမှတ်တမ်းတင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကိန်းဂဏန်းဟာငွေကြေးအကြောင်းသက်သက်မဟုတ်ပါဘူး။ ဒါဟာရည်ရွယ်ချက်အကြောင်းလဲဖြစ်ပါတယ်။အိပ်ပျော်နေတဲ့လူကြီးနိုးလာပြီ။ဂျပန်ဟာကာဝေးရေးအကြောင်းပြောနေုံနဲ့မဟုတ်တော့ပါဘူး။ဟန်တားနိုင်ဖို့လက်နက်တွေတက်ဆင်နေပါပြီ။အိပ်ပျော်နေတဲ့လူကြီးနိုးလာပါပြီ။ဒါပေမဲ့နဂါဖြစ်တဲ့တရုတ်ကတော့မိုင်ပေါင်းများစွာအရှိရောက်နေပါပြီ။အကယ်၍ဒီနေ့စစ်ဖြစ်စစ်ပွဲဖြစ်ပွားခဲ့ရင်အမေရိကန်ရဲ့အကူအညီမပါပဲတရုတ်ဟာဂျပန်ကိုအလွယ်တကူအနိုင်ယူနိုင်ပါတယ်။အမေရိကန်ရဲ့လေလာသုံးသက်သူတဦးရဲ့အဆိုအရ တိုချိုရဲ့စည်ရေးနေသားဟာတိုးတက်ပြောင်းလဲနေသေးဖြစ်ပြီးဒေတာရင်းချိန်ချောင်းမှုတွေကိုလွတ်လွတ်လပ်လပ်တံပြန်မှုအဆင်သင့်မဖြစ်သေးပါဘူးအဲ့ဒါကဘာကြောင့်လဲဆိုတော့စည်ရေးကွာဟာကြောင့်ကြောင့်ဖြစ်ပါတယ်တရုတ်ရဲ့ကာကွယ်ရေးဘတ်ဂျက်ကဒေါ်လာ266ဘီလီယံကျော်ဂျပန်ရဲ့ကာကွယ်ရေးဘတ်ဂျက်ကဒေါ်လာ58ဘီလီယံခန့်တရုတ်ရဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအင်အားက2တန်းကျော်ဂျပန်ရဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအင်အားက2,600တထောင်ခန့် နျူကလ িয়ার လက်နက်တွေအနေနဲ့ကတော့တရုတ်မှာစစ်လက်နက်ကောင်း900ကျော်ရှိပြီ2035ခုနှစ်မှာ1500အထိရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်ဂျပန်ကတော့အမေရိကန်ရဲ့နျူကလ িয়ার ကာဝယ်ကိုအားကိုးနေပါတယ်ဂျပန်ရဲ့တံပြန်ဖြူဟာအဝေးပြစ်လက်နက်များကွာဟချက်ရှိနေပေမဲ့ဂျပန်ဟာရဲရင်ပြီးတွက်ချက်ထားတဲ့ဖြူဟာတစ်ခုကိုလိုက်လုံနေပါတယ်အဝေးပြစ်လက်နက်တွေအနေနဲ့ကယန်း939ဘီလီယံတတ်မှတ်ထားပြီးဂျပန်ဟာတိစောက်နေပါတယ် ဘာတွေပါဝင်လဲဆိုတော့ကုန်းမြင်တဲ့ရေပြင်ကပြည့်လွတ်နိုင်တဲ့ tight 12တင်းမောဖြတ်တုံးကြီးတွေအဝေးကွာကျုံများကိုကာဝယ်ဖို့အတွက်အလွန်မြန်နှုံးမြင့် short ကြပြည့်တုံးတွေရေငုံတင်းမောကပြည့်လွတ်နိုင်တဲ့ဒုံးကြီးတွေဖြစ်ပါတယ်။ရန်သူပြည့်မှတ်တွေကိုဝေးဝေးကနေပြစ်ခတ်ပြီးရန်သူတွေအနေနဲ့အစကတည်းကနီးကပ်လာဖို့အန္တရာယ်များလွန်းစေဖို့သူတို့လောင်းကြီးထပ်ထားပါတယ်။ဂျပန်ဟာဒါအပြင်သူတို့ရဲ့ F-35A တိုက်လေလေယာဉ်တွေအတွက် Norway နိုင်ငံရဲ့ Coast Guard ကနေ Joint Strike Missile တွေကိုဝယ်ယူနေပါတယ်။ သူတို့ရဲ့ဖြတ်သိမ်းမှုတွေအတွက် Tomahawk Chris တုံးကြီးတွေကိုတက်ဆင်နေပါတယ်။ပြီးတော့ F15 တိုက်လေယာဉ်တွေအတွက် Just JSSM ER အဝေးပစ်တုံးကြီးတွေကိုဝယ်ယူနေပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာ American ဟာ2023ခုနှစ်ဩဂုတ်လမှာအတည်ပြုခဲ့တဲ့ဒုံးကြီး90အပြင် JSSM ER 76စင်းကိုဒေါ်လာ39သန်းနဲ့ရောင်းချဖို့အတည်ပြုခဲ့ပါတယ်။ဂျပန်ဟာဒါ့အပြင် MQ-9B Guardian မောင်းသူမဲ့လေယာဉ်20 အမေရိကန်လို VBAT မောင်းသူမဲ့လေယာဉ်6ဆင်းကိုတင်သွင်းနေပါတယ်။ဒီမောင်းသူမဲ့လေယာဉ်တွေဟာဂျပန်စစ်သင်းမောတွေကနေတိုက်ရိုက်လုပ်ငန်းဆောင်ရွက်ပါမယ်။တစ်ချိန်တည်းမှာပဲဂျပန်ဟာဒုံးကျည်ကာဝေးရေးစနစ်တွေကို တင်းကျပ်နေပါတယ်။အထူးသဖြင့်အမေရိကန်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာတပ်ဆွဲထားတဲ့အိုကီနာဝါမှာပါ။ရေဒါတွေကြားဖြတ်ဒုံးတွေနဲ့ရွေရှားစောင့်ကြည့်ရေးယူနစ်တွေအားလုံးပါဝင်တဲ့ပေါင်းဆက်လေကြောင်းရန်နဲ့ဒုံးကျည်ကာဝေးရေးစနစ်တွေကိုမြှင့်တင်ဖို့ရန်933ဘီလီယံသတ်မှတ်ထားပါတယ်။ ဂျပန်ရဲ့ကာကွယ်ရေးအသွင်ကူးပြောင်းမှုဟာတရုတ်ကိုတုံ့ပြန်တာတသက်မဟုတ်ပါဘူး။ရုရှားပါဝင်ဗတ်ပေါင်းလုံးကတိုးပွားလာတဲ့ချင်းချောက်မှုတွေကိုဗတ်ဆောင်တုံ့ပြန်တာဖြစ်ပါတယ်။ဒီနိုင်ငံဟာအဝေးပစ်စွမ်းအားနည်းပညာနဲ့မဟာမိတ်တွေကိုအလေးပေးတဲ့ဟန်တားရေးကိုဦးစားပေးတဲ့ဗျူဟာကိုလိုက်နာပြီးစစ်ပီးခေငိမ့်ငယ်ရေးဝါဒီပုံရိပ်ကိုဖယ်ရှားနေပါတယ်။ American ဂျပန်မဟာမိတ်ဆက်ဆံရေးဟာအရင်ကထက်ပိုပြီးအရေးပါလာသလိုပိုပြီးအင်အားကြီးလာပါတယ်။ SMC ပူးပေါင်းဆောင်ရွက်မှုဟာ ရောက်ရှိလာတဲ့ဒုံးကျည်ချိန်ဆမှုတွေကိုတံပြန်နိုင်စွမ်းမြင့်တင်ပေးပါမယ်။တချိန်တည်းမှာပဲပြည်ရင်းထုတ်လုပ်မှုတွန်းမြင့်ခြင်းဟာနိုင်ငံသားထောက်ပံ့သူတွေပေါ်မိခုံမှုကိုလျှော့ချပေးပြီးစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေကိုအားကောင်းစေပါတယ်။ဒါတွေအားလုံးဟာအမေရိကန်ဂျပန်မဟာမိတ်ဆက်ဆံရေးကိုပုံမိုခိုင်မာစေပါတယ်။ဒါပေမဲ့ဒါဟာနှစ်နိုင်ငံစလုံးကာကွယ်ရေးစနစ်တွေမှာပူးပေါင်းလှုပ်ဆောင်တာပထမဆုံးအချိန်မဟုတ်ပါဘူး။သူတို့ဟာအရင်က SM3 ဂျားဖြတ်တုံးကြီးကိုပူးရဲတီထွင်ခဲ့ပါတယ်။ကာဝေးဆိုင်ရာလေလာသုံးသက်သူတွေက ဒီလိုနှက်ဆိုင်တဲ့ပူပေါင်းဆောင်ရွက်မှုဟာဂျပန်ရဲ့စွမ်းအင်ကိုမြင့်တင်ပေးုံသာမကဒေတာရင်းတိုင်ပတ်တွေကိုလည်းခိုင်မာတဲ့သတင်းစကားတစ်ခုပေးပို့ရာရောက်တယ်လို့ယုံကြည်ကြပါတယ်။နှစ်နိုင်ငံစလုံးဟာအထူးသဖြင့်တရုတ်နိုင်ငံကလာတဲ့ရန်လိုတဲ့လုပ်ရက်တွေကိုဟန့်တားဖို့သူတို့ဂတိကဝတ်ပြုထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။ဒီပူးတဲ့ဟန့်တားရေးဗျူဟာကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အဓိကအချက်အလက်အတော်များများရှိပါတယ်။ပထမအချက်အနေနဲ့ဒေတာရင်းလုံခြုံရေးမှာဂျပန်ရဲ့အခန်းကဏ္ဍတိုးချဲ့လာတဲ့ ပထမကျောစက်တန်းတစ်လျှောက်စစ်ရေးအင်အားတိုးမြင့်ထားရှိခြင်းပါပဲဒုတိယအချက်အနေနဲ့အမေရိကန်နဲ့ဂျပန်တို့ကြားပူးရွေးလေ့ကျင့်မှုနဲ့စစ်ရေးလေ့ကျင့်ကမ်းတွေဟာပုံမူပြင်းထန်လာပါတယ်တတိယအချက်အနေနဲ့နှစ်နိုင်ငံစလုံးဟာတည်ငြိမ်အေးချမ်းရေးအတွက်သူတို့စည်းလုံးညီညွတ်ကြောင်းတရုတ်နိုင်ငံကိုတက်တက်ကြွကြွဗျူဟာမြောက်သတင်းစကားပေးပို့နေပါတယ်ဂျပန်ဟာကာကွယ်ရေးအကြောင်းပြောနေုံနဲ့မဟုတ်တော့ပါဘူးဟန်တားနိုင်ဖို့လက်နက်တွေတပ်ဆင်နေပါပြီအိပ်ပျော်နေတဲ့လူကြီးနောက်ဆုံးတော့နိုးလာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ